အားလုံးမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ match လား22ရက်နေ့ပါဆိုတော့ match လား22ရက်နေ့ညာခင်ကျွန်တော် Liverpool အသင်းရဲ့လက်ရှိ injury update လေးတွေရဲ့အပြောင်းရွှေ့နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုဒီဗီဒီယိုမှာဆွေးနွေးပေးသွားမှာလည်းဖြစ်ပါတယ်အဲဆိုတော့ပထမအဦးဆုံးအနေနဲ့ကျွန်တော် Liverpool အသင်းရဲ့လက်ရှိကစားသမားတွေရဲ့ပေါ့နော် injury အကြောင်းလေးနဲ့ပဲစတင်ပြီးတော့ အာတွားလိုက်ရအောင်ပေါ့နော်ဆိုတော့လက်ရှိကကျွန်တော်တို့ဒါ international ရဲ့တတပတ်ဖြစ်တဲ့အတွက်ကိုလီပွဲစဉ်တွေရနာထားပြီးတော့ကျွန်တော်တို့ Liverpool အသင်းရလေဒါနိုင်ငံတကာပွဲစဉ်တွေအတွက်ကိုအသင်းရဲ့ကစားသမားတော်တော်များများအဓိကကစားသမားတော်တော်များများကိုတက်ဆိုင်ရာလက်ရွေးစဉ်နိုင်ငံအသင်းတွေစီဆေလိုထားတာမျိုးလေးရှိတယ်အဲ့ဒီထဲမှာဒါလက်တလုံးမှာ injury injury ဆိုတာအရင်ဆိုရင်ရတဲ့ injury မဟုတ်ဘူးတောက်လျှောက်ဒီရာဒီမှာပွဲပန်းခဲ့ရတဲ့ပွဲပန်းမှုဒဏ်လေးတွေကြောင့်ပေါ့နော်တက်ဆိုင်ရလက်ရွေးစဉ်အသင်းအနေနဲ့ပူပေါင်းပင်မဲ့ injury ရရှိခဲ့တဲ့ကစားသမား၃ဦးပေါ့နော်အဲရှိပါတယ်ဆိုတော့ပထမဆုံးတစ်ယောက်ကတော့ကျွန်တော်အတင်းရဲ့ကွင်းလယ်ကစားသမားဖြစ်တဲ့ Graven Bush Graven Bush ကအလုံးတိကြတဲ့အတိုင်းဒါနယ်သာလန်လက်ရွေးစင်အတင်းနဲ့အတူဒါတော့ရောက်ပူပေါင်းပင်မယ်လေအတင်းရဲ့လေ့ကျင့်ရေးအစီအစဉ်မှာကြွက်သားနာကျင်မှု ခံစားရတာကြောင့်နယ်သာလန်လူစင်းကနေပြီးတော့နှုတ်ထွက်ပြီးတော့လက်ရှိမှာဆိုလို့ရှိရင်တော့ Liverpool အတင်းထံပြန်လာပြီးတော့အတင်းမှာပြန်လေပူပေါင်းသွားမှာလေဖြစ်ပါတယ် အဲဆိုတော့ Garmin Watch ကလည်းအလုံးတည်ကြတဲ့အတိုင်းပဲဒီရာဒီမှာဒီပြ Anislo ရဲ့အဲ niche နဲ့ပိုင်းအရာတူတဲသော defensive midfielder အဖြစ်တရားဒီလုံးပွဲစဉ်တိုင်းဒီပါပွဲထွက်ပွဲထွက်နေရတဲ့အနေအထားမျိုးလေးရှိတယ်။အဲဒါကြောင့်လည်းလက်ရှိမှာဆိုလို့ရှိရင်တော့ဒါ Garmin Watch အနေနဲ့ပွဲပန်းနဲ့ပြဿနာကိုကြုံတွေ့ခဲ့ရတယ်။ဒါကြောင့်လည်း Netherlands အသင်းရဲ့လက်ရွေးစဉ်အသင်းရဲ့ပေါ့နော်ဒါလေးချင်းအစီအစဉ်မှာဆိုလို့ရှိရင်တော့ကြွတာအနာကျင်းမှုဒဏ်ရာကြောင့် အဲ Netherlands အတင်းကနေနှုတ်ထွက်ပြီးတော့ Liverpool အတင်းကိုပြန်ရောက်လာပြီလည်းဖြစ်ပါတယ်ဆိုတော့ Netherlands နီးပြရဲ့ပြောကြားချက်အရဆိုလို့ရှိရင်တော့ Carbon Bush ရဲ့တန်ကြာကဒါပြင်းထန်ခြင်းမရှိဘဲနဲ့ပွဲပန်းနာကြောင့်ကြွက်သားနာကျင်တယ်လို့သိရပါတယ်ဒါက Netherlands အတင်းဘက်ကထုတ်ဖော်ထားတာဖြစ်တယ်အထောက်ပြီးပြောကြားထားတာဖြစ်တယ်ဆိုတော့ Liverpool အတင်းဘက်ကတော့ Carbon Bush ရဲ့ injury အခြေအနေကိုအသေးစိတ်မကြခင်မှာထုတ်ပြန်သွားဖို့ရှိတယ်။လက်ရှိသိရသလောက်ဆိုလို့ရှင်တော့မပြင်းထန်တာဖြစ်တဲ့အတွက်ကိုလာမယ့် April 3ရက်နေ့အာ Marseille Derby ပွဲစဉ်ဖြစ်တဲ့ ကျွန်တော်တို့အင်ဂွေအမ်ဖီမှာကစားမယ့် Evident တင်းရဲ့ပွဲစဉ်မှာတော့ပြန်လည်ပါဝင်နိုင်ဖို့မျှော်လင့်ထားတာမျိုးတော့ရှိတယ်ဆိုတော့ဒါ Gravan Bush ရဲ့လက်ရှိအခြေအနေအာနောက်ထပ်ကတော့ Gudumayi Lesson Baka ရဲ့အခြေအနေဆိုတော့ Gudumayi Lesson Baka ကလည်း Brazil အသင်းနဲ့တွားရောက်ပူးပေါင်းထားတယ်အာနိုင်ငံတကာရပ်တန့်တပတ်မှာဆိုတော့သူလည်း Brazil လက်ရွေးစင်အသင်းရဲ့ဒါလူစင်းကနေနှုတ်ထွက်ပြီးတော့ Liverpool အသင်းကိုပြန်လည်ပူးပေါင်းမှုရှိပြီးတော့ဒီကြားထဲမှာတော့အပြည့်အဝပေါ့နော်ချန်ခိုင်မှုပိုင်းအရာ အနားယူသွားဖို့ရှိတယ်ဆိုပြီးတော့သိရပါတယ်ဆိုတော့ Alison Becker ကိုရိုင်းကလည်းသူ့ရဲ့ injury နဲ့ပတ်သက်လို့ဒါလည်းဘဘူးဖန်တွေမစိုးရိမ်ကြဘူးပြောသွားပြီးတော့ဒါလည်းဘဘူးအသင်းရဲ့ပေါ့နော်ဆေးအဖွဲရဲ့အဆောင်ကြီးမှုတွေ reset တွေအပြင်အနားယူရမယ့်အခြေအနေလေးကိုအပြည့်အဝကောင်းကောင်းလေးအနားယူပြီးသွားလို့ရှိရင်တော့ Liverpool အသင်းရဲ့ပွဲစဉ်တွေကိုအပြန်လည်ဝင်ရောက်ကစားသွားဖို့ရှိတယ်ဆိုတော့တည်ငောင်းလေးပေးရတာဖြစ်တဲ့အတွက် Alison Becker ရဲ့ injury ကလည်း ပြင်းထန်ခြင်းမရှိဘူးအနာယူအနာယူဖို့ပဲလိုအပ်တဲ့အနေအထားမျိုးလေးမှာရှိပါတယ်နောက်ထပ်ကတော့ကျွန်တော်တို့ဘပူတင်ရဲ့နောက်တန်းကစားသမားခုနှစ်တီခုနှစ်တီကတော့ပြင်သစ်လက်ရွေးစဉ်အသင်းနဲ့တွားရောက်ပူပေါင်းထားပြီးတော့ဒါပြင်သစ်အသင်းရဲ့ပွဲစဉ်ကိုဝင်ရောက်ကစားခဲ့တယ်ဒါပေမဲ့ပထမပိုင်း46မိနစ်မှာပဲလူစားလဲခဲ့ရတယ်ဆိုတော့လေဘပူဖန်တွေကတော့ဒါနိုင်ငံတကာပွဲစဉ်မှာ EV injury ရသွားပြီလားဆိုရယ်စိုးရင်စိတ်လေးတွေရှိကြလိမ့်မယ်လို့ထင်တယ်ဒါပေမဲ့ပြင်သစ်နီးပြဒက်ချန်ကတော့ခုနှစ်တီအနေနဲ့ဒါ injury ရရှိတာမဟုတ်ဘဲနဲ့ပုံမှန်ခြေစွမ်း အနှင်းငယ်လေးကြဆင်းနေတဲ့အတွက်ကိုလူစားလဲလဲရတာဆိုပြီးတော့ထုတ်ပြောထားတာဖြစ်တဲ့အတွက်ဤဘူးကလည်းအပွဲပန်းတဲ့ပြဿနာပဲပေါ့နော်ခံစားနေရတဲ့အနေအထားမျိုးလေးမှရှိပါတယ်ဆိုတော့ဒီကြောင့်လည်းပတ်သက်လို့လည်းဒါကျွန်တော်ရှေ့မှာလည်း Real ပပူးမှာလည်းပပူးတင်းရင်စားသမားတွေနဲ့ပတ်သက်လို့ဟိုအများအားသုံးသက်ဆွေးနွေးခဲ့တာမျိုးလေးရှိတယ်ဒီ SNTV မှာတော့သုံးသက်တာလေးနေတယ်ပေါ့နော်လက်ရှိကျွန်တော်တို့လီဗာပူးအသင်းရဲ့စားသမားတွေကြုံတွေ့နေရတာကတော့တရားဒီလုံးတောက်လျှောက်ကစားရတဲ့အနေအထားမှာ ပြိုင်ပွဲတန်ပိုရီမြင့်လာတဲ့ဒါချန်ပီယံလိမှာလည်းကစားရတဲ့ Africa Cup ဘောင်းမှာလည်းဒီလူစင်းကိုသာတောက်လျှောက်နီပြအနီစလော့အနေနဲ့အသုံးပြုရတဲ့အနေအထားမှာကစားသမားတွေအနေနဲ့လက်ရှိမှာကုန်နေပြီပေါ့နော်ပွဲပန်းနေတဲ့အနေအထားမျိုးလေးတွေဒါကြောင့် injury လို့မဆိုတာပဲမဲ့ပွဲပန်းတဲ့အတွက်ကို physical ဘိုင်းအားနဲ့လာပြီးတော့ကြံ့ခိုင်မှုဘိုင်းအရာပြဿနာလေးအနည်းငယ်ကြုံတွေ့လာရတဲ့အနေအထားမျိုးမှာရှိပါတယ် injury လို့ပြောရမယ်ထပ်စားလို့ရှင်တော့အပေါ်စားကြက်ခိုင်မှုပိုင်းပြန်လဲတိဆောက်ရမယ်ဒါ recovery time လိုနေတဲ့အနေအထားမျိုးလေးပါ ဆိုတော့လက်ရှိမှာလည်းလေပပူးဖန်တွေကဒါနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်နှစ်ပွဲအပြီးမှာစိုးရင်စိတ်တွေမြင့်တက်နေတာမျိုးလေးရှိတယ်။အဲကျွန်တော်တို့လေပပူးအသင်းအနေနဲ့ဒါချန်ပီယံလိကလည်းထွက်ခဲ့ရတယ်။တပတ်အတွင်းမှာပဲကာဘွန်ဖလားဖိုင်နယ်မှာဆိုလို့ရှိရင်နယူကာဆယ်အသင်းကိုရှုံးနိမ့်ပြီးတော့ ဖလောက်တလုံးလက်လွတ်ခဲ့ရတဲ့အနေအထားမျိုးလေးဒီမှာဒါလီဗာပူးဖန်တွေအနေနဲ့အသင်းရဲ့အာနောက်ဆုံးကစားတဲ့နှစ်ပွဲအပေါ်မှာအားမရဘူးဒါအပြင်လက်ကျန်ပရီးမီးယားလိကိုးပွဲမှာရောလီဗာပူးအသင်းအနေနဲ့ဒါခြေချော်ပြီးတော့အဲတမျိုးတမျိုးလေးဖြစ်သွားမဲ့အနေအထားကိုစိုးရိမ်နေတာမျိုးလေးရှိတယ်။လက်ရှိမှာလည်းလီဗာပူးအသင်းကဒါပြည်သက်တွေစိုးရိမ်တယ်လို့ပဲပေါ့နော်စိုးရိမ်တယ်လို့ပဲအဲကျွန်တော်တို့ဒါပွဲပတ်မှုပြဿနာလေးကြုံတွေ့ခဲ့ရတဲ့အနေအထားဒါကာဆင်ရဲ့ပွဲစဉ်မှာဆိုလို့ရှိရင်တော့တိတိတတ်တတ်မြင်ခဲ့ရတယ်။ PSG နေပွဲပြီးကာဆယ်နဲ့ဖိုင်နယ်ကန်ရတယ်အဲ့ဒီပွဲစဉ်မှာဒါဖစ်စကယ်ပိုင်းအရမန်တေပိုင်းအရကာဆယ်ကိုအသာမရပဲနဲ့ရှုံးနေခဲ့ရတာမျိုးရှိတယ်အဒီနောက်ပိုင်းမှာဆိုလို့ရှိရင်လည်းကစားသမားတွေကအနားမရပဲဒါ international ရတ္တတပတ်မှာလက်ပြေးစင်အသင်းအနေနဲ့သွားပူပေါင်းရတဲ့အနေထားလေးတွေမှာတော့တို့အနေနဲ့ကြက်ခိုင်မှုပိုင်းအရလိုအပ်ချက်တွေအများကြီးရှိရလာလဲအများကြီးရှိလာတာလေးဖြစ်ပါတယ်ဆိုတော့လက်ရှိမှာတော့ Liverpool fan တွေအပြင် Liverpool အသင်းရဲ့ကစားသမားတွေကိုယ်တိုင်လည်းဒါမန်တယ်ပိုင်းဆိုင်ရာနဲ့ physical ပိုင်းဆိုင်ရာပြန်လည်တိဆောက်ဖို့တော့လိုနေတာမျိုးလေးရှိပါတယ်။ဒါမှလည်းလက်ကျန်ကိုယ်ပွဲမှာကျွန်တော်တို့ဒါ ဟိုလုံးဝမှားလို့မရတော့ပရီမီယာလိဖလာတစ်လုံးနဲ့ကိုပဲအောင်ဆိုင်ဖို့ရှိတဲ့အတွက်ကိုလက်ကျန်၅ပွဲကိုအနိုင်ရဖို့လိုနေတယ်ဒါကြောင့်တပွဲစင်းစီဒါဖြတ်ကျော်ရမယ့်အနေအထားမျိုးလေးဒီနေထားမှာအဲကစားသမားတို့ရဲ့ဟို injury ထပ်ပြီးတော့မဖြစ်ပါစေနဲ့လို့ပဲလေဘဘူးဖန်တွေကဆူတောင်းနေရတဲ့အနေအထားမျိုးလေးလက်ရှိကျွန်တော်ရှေ့မှာပြောပြခဲ့တယ်ဒါ gravity တို့ lesson backer တို့ connect တို့အနေနဲ့ကလေ injury တော့မဟုတ်ဘူးအပေါ်စားအပေါ်စားပေါ့နော် recovery process လေးတွေပြန်လည်တည်ဆောက်ဖို့လိုနေတာမျိုးလေးတွေအဲရှိပါတယ်ပြီးတော့ international ရသတ်တပတ်အပီး ဒါမှဆီဆိုင်ဒါဘီပွဲစဉ်ဖြစ်တဲ့ကျွန်တော်အင်္ဂလန်အန်ဖီမှာအေဗာတန်ကိုအဲခံကစားရမယ့်ပွဲစဉ်အရတော့ကျွန်တော်မဖြစ်မနေအနိုင်ကစားဖို့လိုတယ်ဒီပွဲစဉ်ကိုနိုင်မှလည်းရှင်းတဲ့ပွဲမှာရှုံးနေခဲ့မှုတွေကိုအာကျွန်တော်စိတ်ပိုင်းဆိုင်ရာပြန်လဲကုသနိုင်ပြီးတော့ဗောနော်ဒါလာမယ့်ပွဲစဉ်တွေအတွက်တွန်းအားဖြစ်လာနိုင်တဲ့ ပွဲစဉ်တစ်ပွဲဖြစ်တဲ့အတွက်ကို International ရသတ်တပတ်အပြီး April 3ရက်နေ့မှာကစားမယ်မာဆီဆိုင်ဒါဘီပွဲစဉ်ကတော့ကျွန်တော် Liverpool fan တွေတော့ Liverpool အသင်းအတွက်ကိုဒီအသည့် Premier League ဖလားယူရရှိဖို့အတွက်အရေးကြီးတဲ့ပွဲစဉ်လည်းဖြစ်ပါတယ်။အနောက်ထပ် ကတော့အပြောင်းအရွှေ့အကြောင်းအရာလေးပြောချင်တာကတော့လက်ရှိမှာကျွန်တော်အသင်းရဲ့အနေအထားကဒါ Liverpool fan တိုင်းသိကြလိမ့်မယ်။ contract ကုန်နေပြီဖြစ်တဲ့ကစားသမားတွေအနာဂတ်နဲ့ပတ်သက်ပြီးတော့လေဒါရေးရမရှိဘူးအမိုဆာလာဖာဂေအထရန့်အပြင်ပေါ့နော်ကိုနတီရိုရဲ့ contract ကိစ္စတွေကတိုးတက်မှုမရှိဘူး ်ဒီကြားထဲမှာမှအတင်းရဲ့တိုက်စစ်မှုတွေဖြစ်တဲ့ဒီကိုယူတာနဲ့ဒါဝင်နူနက်စ်တို့ကလည်းအကောင်းဆုံးပုံစံမရတာကြောင့်အယောင်စင်းတင်ခံရမယ်ဆိုတဲ့တဲ့င်းတွေကတက်နေတာမျိုးလေးရှိတယ်။ဒီကြားထဲမှာဆိုလို့ရှိရင်လည်းဒါလူဝီဒီယက်စ်ကိုဘာစီလိုနာအသင်းကစိတ်ဝင်စားနေတယ်။အဲစိတ်ဝင်စားနေတယ်ဆိုတဲ့တဲ့င်းတွေကတောက်လျှောက်တက်လာတာဖြစ်တဲ့အတွက်ကိုအလာမေယာဒီအပြောင်းအရွှေ့၊နွေယာဒီအပြောင်းအရွှေ့မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့လစ်ဗာပူးအသင်းရဲ့ကစားသမားတော်တော်များများက စာချုပ်ကုန်တဲ့ကစားသမားတွေဆိုလည်းအတင်းကနေထွက်ခွာနိုင်ပွဲရှိတယ်လို့တချို့သောကစားသမားတွေလည်းအယောင်စင်းတင်ခံရနိုင်ပွဲရှိတဲ့အတွက်လာမယ့်နွေရာသီကတော့လီဗာပူးဖန်တွေအတွက်တော်တော်လေးရင်ခုန်မှုကောင်းတဲ့အနေအထားမှာရှိရလို့ပြောရမှာလည်းဖြစ်တယ်ဆိုတော့လီဗာပူးဖန်တွေကလည်းတန်ရောစင်ကြည့်ရကိုအတင်းရဲ့ကစားသမားတွေကိုမထွက်စေချင်ဘူးအဓိကကတော့ဒါကွန်ထရက်တက်တန်းဟိုကုန်နေပြီဖြစ်တယ်ပေါ့နော်မူဆာလာလိုကစားသမားမျိုးဗာကဲထရန်လိုကအစကိုနတီးလိုကအဆုံးနောက်ဆုံးမင်းသားရေးယူတာတို့ကအစဗျာဒီလူဒီယက်စတို့ကအစမထွက်စေချင်ဘူးဒါပေမဲ့လက်ရှိအတင်းရဲ့ အပေါ်က management လုပ်ပုံနဲ့ကစားသမားတွေရဲ့ contract ကိစ္စကဘာမှတိကျရမှုမရှိတဲ့အပြင်ကိုအားမရတဲ့အနေအထားမျိုးတွေရှိဒါကြောင့်ကျွန်တော်တို့အတင်းအဓိက foundation ကစားသမားတွေကိုလာမယ့်နေရာဒီအပြောင်းရှိစီကောမှာလက်လွတ်ဆုံးရှုံးရမလားဘာမှပြောလို့မရတဲ့အနေအထားလေးလက်ရှိမှာလည်း marker ရဲ့ တက်လာတဲ့တရင်တပုတ်ရဆိုရင်တော့ Liverpool fan တွေအတွက်ရတမအေးစရာမျိုးရှိတယ်။ဒါကတော့ Liverpool တင်းရဲ့ fullback စာသမားဖြစ်တဲ့ Trent Arnold ကျွန်တော်ရဲ့ vice captain ဖြစ်တဲ့ Trent Arnold ကတော့ Real Madrid အသင်းကိုပြောင်းရွှေ့ဖို့အတွက်69.900ရာခိုင်နှုန်းလောက်ပြီးစီးနေပြီဆိုပြီးတော့ Marca ကတော့ဖွာလာတယ်။ Marca ကတော့အခုမှဖွာလာမှုပြီးခဲ့တဲ့စောင်းရာသီတုန်းကလည်းထောက်လျှောက်ဖွာရဲ Spain တရင်စာက Real Madrid ကိုအသားပေးပြီးတော့ထောက်လျှောက်ဆူသလိုပေါ့နော်။ဒါရေးသားလာတာမျိုးလေးရှိတယ်။လက်ရှိမှာဆိုလို့ရှိရင်လည်း England အသင်းပေါ် Bellingham ရှိတဲ့ Real Madrid အသင်းကို Trent ကပြောင်းရွှေ့ဖို့အတွက်ခေါင်းညှိလိုက်ပြီးဆိုတဲ့တဲ့င်းတွေကတက်နေတာမျိုးလေးရှိတယ်။ အဲဒါပေမဲ့ဟိုတိတိကျရေရမှုတော့မရှိဘူးရူမားအနေထားပဲရှိတယ်နောက်တစ်ချက်ကတော့စပိန်သတင်းပြတခြားသောသတင်းတွေရေဖော်ပြချက်အရာဆိုလို့ရှိရင်တော့လီဗာပူးတင်းရဲ့စာချုပ်တစ်ကမ်းလှမ်းမှုကိုထရမ့်ဘက်ကငင်းဆန်ထားတယ်ဆိုတဲ့သတင်းတွေတက်လာပြီးနောက်ပိုင်းမှာလက်ရှိရီယယ်မက်ဒရစ်တင်းကိုပြောင်းရွှေ့ဖို့တော့69ဒသမ900ကိုင်းလုံးတေချာနေပြီဆိုတဲ့သတင်းတွေကတက်လာတာလည်းဖြစ်ပါတယ်အဲဆိုတော့အဲဘသူအပြစ်ဖို့လို့ဖို့ရမယ်မသိဘူးလက်ရှိအနေထားတော့ကျွန်တော်ရှေ့ရတယ်လို့လာမယ့်နေရာစီအပြောင်းရွှေ့စီကောမှာလီဗာပူးအသင်းအနေနဲ့ကစားသမား ဒီထွက်ခွာနိုင်မှုရှိလို့ဇာသမာတစ်တွေလည်းရောက်လာဖို့ရှိတယ်ဆိုတော့အာဘာမာတော့တိကျမတိရဘူးဆိုပေမဲ့လက်ရှိကြားနေရတဲ့အကြောင်းအရာလေးတွေကတော့လီဗာပူးအသင်းဒါဖလားပြိုင်မိုးတွေကနေထွက်ပြီးတဲ့နောက်ပိုင်းမှာအပြောင်းအရွှေ့သတင်းတွေရပါရတယ်မအေးစရာအနေထားမျိုးလေးတွေမှာရှိပါတယ်ဆိုတော့ဘာတွေဆက်ဖြစ်ကြမလဲကျွန်တော်ဆက်ကြည့်ကြားကြားရမယ်အနေထားလေးပဲရှိပါတယ်ဆိုတော့အမြင်လေးတွေကိုလည်း comment box မှာဝင်ပြပေးသွားခဲ့ပါအောင်ဆိုတော့လီဗာပူးဖန်တွေအနေနဲ့အာလက်ရှိအနေထားပေါ်ဘယ်လိုလေးတွေမြင်လဲဗျဆိုတော့သုံးသက်ချက်လေးတွေဝင်ပြရေးပေးသွားခဲ့ကြပါအောင်ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ